မင်္ဂလာပါခင်ဗျာ Revolution Burma News Channel ကနေပြီးတော့အော်တိုဘာလ12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကောလင်းခရိုင်ပင်လယ်ဘူးမြို့ကိုအော်တိုဘာလ10ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်တပ် PDF များက သိမ့်ပိုက်နိုင်ငံကြောင်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပင်လယ်ဘူးမျိုးသွင်းတိုက်ပွဲကိုဩဂတ်စ်လ15ရက်နေ့မှာစတင်ခဲ့ပြီးတော့အော်တိုဘားလ10ရက်နေ့မှာသိမ့်ပိုက်နိုင်ငံကတိုက်ပွဲဟာ54ရက်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ပင်လယ်ဘူးမျိုးမှာစစ်ကောင်စီရဲ့ရခင်ကအခြေချနေတဲ့အင်အားအပြင် MI 17နဲ့22ကြိမ်တပ်ကူပို့ဆောင်ပေးခဲ့ရာခလိုက်ရ90 88 305ခမရ16 101 111 363-368-904ရဲနဲ့ SNA တမဟာ6-4ပူပေါင်းအင်အား982ဦးလို့ရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအယောက်80ခန့်သေဆုံးပြီး285ဦးပျောက်ဆုံးနေပြီးတော့225ဦးထိခိုက်ဒဏ်ရာရရှိက60ဦးစိုးရိမ်ရပြီးတော့ ် NUG ထံအလင်းဝင်ရောက်လာသူ58ဦးရှိခဲ့ကြောင်းနဲ့စစ်တုံးဘတ်102ဦးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗျ။စစ်ကောင်စီတပ်သားတွေကိုစစ်ဆေးကြည့်ရမှာမူရဲစေဝါများတုံးဆွဲထားတာကိုတွေ့ရှိရပြီးတော့စစ်ကောင်စီတပ်များအဓိကအခြေပြုနေတဲ့ရဲစခန်းအတွင်းကဘိမ်းမဲအထုပ်ခံမှန်းတပိတ်တာတို့78ထုပ် ဘင်းဖြူစက်ပြာခွက်1352ခုဘင်းဖြူအထုပ်သေး1985ခုတို့ကိုတင်းစီရမိခဲ့တယ်လို့သိရပါတယ်ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က18 112 YAK 130 MiG 29 FTC 2000G KAW MI2 MI70 MI35 ကင်းထောက်လေရင်တို့နဲ့အချိန်ရ680ကျော်ဘုံဒီအလုံးရင်9000ကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း NUG ကပြောဆိုထားပါတယ်ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကလက်နက်ကြီးလက်နက်ငယ် မျိုးစုံ400ကျော်ခရယာမီကျောက်အမြောက်အများနဲ့ဆက်ဆက်ပစ္စည်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ပင်လယ်ဘူးမြို့ဟာကောလင်းဝင်းတို့ဘန်းမောက်ဖောင်းပြေမြို့များနဲ့ဆက်ဆက်နေပြီးတော့ AR မြေဝမ်းနဲ့ချင်းတွင်းမြေဝမ်းဆက်သွယ်ထားတဲ့လမ်းကြောင်းပေါ်ကမဟာဗျူဟာကျတဲ့မြို့ဖြစ်တယ်လို့သိရပါဗျ။ပင်လယ်ဘူးမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့်စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ခန်းစစ်လိုင်းတစ်ခုကိုချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မဟာရဲ့တိုက်စွမ်းရည်ကိုပြတ်တာနိုင်ခဲ့တာ မြေပြန့်ဒေသမှာဒုအင်အားနဲ့ဆင်နွှဲတဲ့မဟာဗျူဟာထိုးစစ်ရဲ့အရေးကြီးတဲ့အောင်ပွဲကိုရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း NUG ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံရပြီးတဲ့နောက်သတင်းပြောင်းဆုံးနေခဲ့တဲ့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဒုဝန်ကြီးဟောင်းညွန့်အောင်ဟာထောင်ဒဏ်ဆန့်နဲ့ချမှတ်ခံရရပြီးတော့ပိုင်ဆိုင်မှုများကိုပါစစ်တပ်ကချိတ်ပိတ်တင်ဆီသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလမှာစစ်ကောင်စီကကုတန်းရောင်းဝယ်ရေးကော်မတီဥက္ကဋ္ဌ ဒုရယဘိုးချုပ်ကြီးမိုးမြင့်ထွန်အတွေ့ရမှုဘိုးမှုချုပ်ရန်အောင်ဆိုးတို့ကိုဖမ်းဆီးတဲ့အချိန်မှာတွဲပတ်ဖြစ်တဲ့စီးဝိုင်းနဲ့ကုတန်းရောက်ဝယ်ရေးဒုဝန်ကြီးညွန့်အောင်ကိုပါတဘာတဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါဗျာ ဒုတိယဝင်းကြီးဟောင်းညွန့်အောင်ကိုတော့မုံမြင့်ထွန်းရန်အောင်စိုးတို့နဲ့တပေါင်းတည်းမဟုတ်ပဲအမှုတွဲတိကျဖွဲ့ပြီးတော့ဖမ်းဆီးခဲ့ပြီးထောင်တန်းချမှတ်ချက်မရှိဘဲနဲ့ကြာမြင့်စွာထိမ့်သိမ်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်။မနေ့ကအော်တိုဘာလမှာဒုဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းဗိုလ်မှူးချုပ်ရန်အောင်စိုးတို့ကိုစစ်ကောင်စီကနိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒများကိုတစ္ဆာဖောက်ပြမှုကိုကျူးလွန်ခဲ့မှုဒေါ်လာဈေးတင်ရောင်းချခြင်းကိုအရေးယူရန်ပြက်ကွက်ခြင်းပတ်သက်ဆောင်ရွက်ခြင်းကုမ္ပဏီများကပေးအပ်တဲ့ဒစိုးလက်ဆောင်ပစ္စည်းများကိုယာတုလုပ်ပိုင်ခွင့်ကိုအသုံးပြုပြီးတော့ရယူဆောင်ရွက်ခဲ့ခြင်းနိုင်ငံသားတုံးွေများကိုတရား မဝင်လက်ဝယ်ထားရှိခြင်းစစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များကိုဖောက်ပြပြီးတော့အရက်ပတ်စီးပွားရေးလုပ်ငန်းများမှာပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့်ထောင်ဒဏ်၂၀တသက်တကျွန်းအပြစ်ပေးခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့ဒူးပင်ကြီးဟောင်းညွန့်အောင်ရဲ့တရင်ကိုတော့ပြစ်ဒဏ်ချခြင်းရှိမရှိပျောက်ဆုံးနေခဲ့ရတာအခုနောက်ဆုံးထောင်ဒဏ်ဆက်နဲ့ချမှတ်ခံရတယ်လို့သိရှိရခြင်းဖြစ်ကြောင်းစီးပွားကူတန်းတရင်အရေးမြေကပြောဆိုထားပါဗျ။စီကူဒူးဝင်ကြီးဟောင်းဥညွန့်အောင်က ဒုတိယဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းဗိုလ်မှူးချုပ်ရန်အောင်စိုးတို့ဖမ်းခံရတဲ့အချိန်မှာသူလဲအဖမ်းခံရတယ်။ဒါပေမဲ့အမှုကမတူဘူး။တီးကြပေါ့။ထိုင်းကိုပြောင်းတွေတင်ပို့မှုနဲ့စီးပွားကူးသန်းကညှို့မှုတွေအစ်စ်ခံရပြီးတော့နောက်ဆုံးမှာဥညွတ်အောင်လောက်တာပေါ်သွားလို့ထောင်ဒဏ်ဆက်နဲ့ချမှတ်ခံရပါတယ်။အမှုကအများဆုံး၃နှစ်ပဲချရမှာကိုများများထောင်ဒဏ်ချကျင်တော့ ပြောင်းတင်ဖို့တဲ့ယထာတွဲ၄တွဲမှာတတွဲကိုထောင်းတန်း၃နဲ့နှုံးနဲ့ယထာတွဲ၄တွဲစာထောင်းတန်း၁၂နဲ့ကိုတရားသူကြီးကစာအိတ်ဖောက်ဖတ်ပြီးတော့အမိန့်ချလိုက်တာပါလို့စီးပွားကူတန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒုဝန်ကြီးဟောင်းဦးညွတ်အောင်ဟာစစ်တပ်ကတူအပတ်စဉ်30 DSA 30ကျောင်းစင်တအုပ်ဖြစ်ပြီးတော့စစ်အရာရှိဟောင်းတအုပ်ဖြစ်ပြီးထောင်းတန်းတတ်တတ်ကြွကြခံရတယ်ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့စစ်တပ်ကတူအပတ်စဉ်2ဖြစ်တယ်လို့သိရပါတယ် ဥညောအောင်ဟာစီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝင်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ယာဒူးနဲ့တာဝန်ထမ်းဆောင်ခဲ့စဉ်က2015ခုနှစ်ဒီဇင်ဘာလကနေ2016ခုနှစ်ဇန်နဝါရီလအတွင်းကချင်ပြည်နယ်မှာရှိတဲ့ဖားကတ်ကြောက်စိမ့်တွဲများမှာတရုတ်ဘက်ကတရားမဝင်ရန်နေရာကြီးများအလွန်ကျုံသုံးစွဲနေမှုကိုထိရောက်စွာအရေးယူခြင်းမရှိကြောင်းစီးဆဲတွေ့ရှိခဲ့တဲ့အတွက်သမ္မတဦးသိန်းစိန်က ဥညောင်းအောင်ကိုအငိမ့်စားပေးခဲ့တယ်လို့သိရပါဗျ2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီကဥညောင်းအောင်ကိုစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်နဲ့ခန့်အပ်ခဲ့တယ်လို့သိရပါတယ်။2023ခုနှစ်စက်တဘာလ25ရက်နေ့မှာစစ်ကောင်စီက၎င်းကိုစီးပွားကူတန်းဒုတိယဝန်ကြီးအဖြစ်ကနေအနာပေးကြောင်းထုတ်ပြန်ခဲ့ပြီးတော့ယခုအခါမှာထောင်ဒဏ်12နှစ်ကြာခံနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမြင်းမှုမျိုးနယ်မုံရွာမန္တလေးလမ်းပိုင်းမှာမိုင်းရှင်လေးရိတ်လုံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်ကတအုပ်တိုက်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဝါလာ၁၁ရက်နေ့မနက်09:30မိနစ်ခန့်မှာမြင်းမှုမျိုးနယ်မုံရွာမန္တလေးလမ်းပိုင်းမှာမိုင်းရှာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက M9 နဲ့လက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကဆက်လက်များနဲ့ပြစ်ခတ်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ထမှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဘက်ကတန်ချက်ကကားပါစိတ်ကူလိုက်ပါလာတဲ့အတွက်တော်လိုင်းရဲဘော်များအထိကိမရှိစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားတအုပ်တေဆုံးပြီးဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားများပြားပြီးတော့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။မိုင်းရှင်းလေးရုံနေတဲ့စစ်ခွေးတွေကို M9 တလုံးနဲ့အရင်ပြစ်ခတ်တိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်သားတွေအနီးကျရောက်ပောက်ကွဲပြီးစစ်ခွဲတွေဥတီကြမဲ့ထွက်ပြေးနေတော့လက်နက်ငယ်တွေနဲ့လိုက်လံပစ်ခတ်ပြီးတော့မောင်းထုတ်နိုင်ခဲ့တယ်ပစ်ခတ်မှုပြီးသွားတော့စစ်ခွဲ၁၀កងကပြန်လဲထိုးစစ်ဆင်လာပြီး MA2 ဆက်လက်နဲ့ထောက်ပြီးတော့တိုးလာလို့ပစ်ခတ်မှုထပ်ဖြစ်ခဲ့ပါတယ်စစ်ခွဲတွေကတန်ချက်ကကားနဲ့ပါစစ်ကူလာလို့ကျွန်တော်တို့ရဲဘော်တွေအထီးကိုင်မရှိစုခွာနိုင်ခဲ့ပါတယ်တိုက်ခိုက်မှုအတွင်းမှာစစ်ခွဲတကောင်တေဆုံးပြီးဒဏ်ရာရတဲ့စစ်ခွဲအရေးအတွက်လည်းများတယ်လို့မိုးညို Revolution Force MNRF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ငပယ်ရင်စီပါနဲ့ကျွဲတေချောင်းချေးရွာအနီးပတ်ဝန်းကျင်နေရာများကိုစစ်ကောင်စီတပ်ကဒီကနေ့အော်တိုဘားလ12ရက်နေ့မနက်9:00နာရီဝန်းကျင်ကစပြီးတော့ MI-35 ရဟတ်ယာဉ်များနဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုဒ္ဓလင်မြို့နယ်ငပယ်ရင်စီပါနဲ့ကျွဲတေချောင်းချေးရွာပတ်ဝန်းကျင်ကိုဒီကနေ့မနက်ပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတုံးချိန်ထက်မနည်းပြုလုပ်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုနဲ့အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာတွေကစက်တမလာ30ရက်နေ့ကစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကိုတော်လိုင်းပူးပေါင်းတပ်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တဲ့နေရာပတ်ဝန်းကျင်တွေမှာဖြစ်တယ်လို့ဘူးဒလင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်ဒါအပြင်မြေပြင်မှာလည်းစစ်တပ်ကဘူးဒလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေပြီးတော့မုံရွာအခြေစားအနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်ကြောင်းက ဘူးတယ်လင်မြို့ရှေ့မြောက်ဘက်ခြေရွာတွေကိုစစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။မနေ့ကအော်တိုဘားလ17ရက်နေ့ကစစ်တပ်ကဘူးတယ်လင်မြို့အရှေ့မြောက်ဘက်ခြေရွာတွေစီကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတဲ့နောက်ဒေသခံပြည်သူတွေကိုကြားမမရွေးရိုက်နှက်ပြီးတော့ဒဇာကန်အဖြစ်ဖမ်းဆီးခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါဗျ။ဘူးတယ်လင်မြို့ပေါ်ကိုအော်တိုဘားလ9ရက်နေ့ညပိုင်းကမုံရွာနမခတိုင်းစစ်ဌာနချုပ်ကရောက်လာတဲ့အင်းအား80ဝင်းကျင်ပါတဲ့စစ်ကောင်စီတပ်ကဘူးတယ်လင်မြို့ရဲ့အရှိမြောက်ဘက်ကခြေရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတွေ့သမျှကိုရိုက်နှက်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ မြောက်ကြည်ရွာကအဖမ်းခံရတာများတယ်တွေ့သမျှယောက်ျားလေးရောမိန်းကလေးရောအကုန်ရိုက်နှက်ပြီးတော့ဖမ်းတာရိုက်နှက်ပြီးစစ်ဆေးတာတွေတောင်ရှိတယ်ကြက်တွေဝက်တွေပစ်ပြီးတော့ချက်စားပြီးမှဘုဒ္ဓလင်ကိုပြန်ဝင်သွားတယ်လို့ဘုဒ္ဓလင်ဒေသခံသတင်းရင်းမိကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဟာဘုဒ္ဓလင်မြို့ရဲ့အရှိန်မြောက်ဘက်ကြီးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်ဖမ်းဆီးခံရတဲ့အရေးအတွက်များတယ်ဆိုတာသိရပြီးအတိအကျကိုတော့လက်တလုံးအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ် စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထုံးမှုကြောင့်ဘုဒ္ဓလည်းအရှိမြောက်ချမ်းရွာတွေဖြစ်တဲ့တပြေပင်ရှမ်းတဲ့ပန်းပြစ်တော်လွှဲတဲ့ထန်းတန်းမြောက်ချီစတဲ့ခြေရွာတွေကပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဖမ်းဆီးခါတဲ့အရေးအတွက်တော့မသိရသေးဘူးမြောက်ချီကတော့များတယ်ရှမ်းတဲ့လည်းပါတယ်အကုန်ရိုက်နှက်ပြီးတော့ဖမ်းသွားတာလို့ ဘုဒ္ဓလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တအုပ်ကပြောပါရတယ်။အော်တိုဘာလ၄ရက်နေ့ကစပြီးတော့စစ်ကောင်စီတပ်ကဘုဒ္ဓလင်မြို့နယ်တဲကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးကြေးရွာပေါင်း၂၀ကျော်ကပြည်သူတွေတောင်းနဲ့ခြေပြီးထွက်ပြေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်အင်းလေကြီးရွာကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ရာကလေးငယ်နှောက်ဦးအပါအဝင်၃ဦးသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘာလ၁၂ရက်နေ့မနက်၈:၃၀မိနစ်အချိန်မှာကံဘလူမြို့နယ်အင်းလေကြီးရွာမှာရှိနေပြည်သူပိုင်နေအိမ်များကို ငါတို့ရွာပြူစောတိအထိုင်စခန်းကအကြမ်းဖက်စစ်သားများနဲ့ပြူစောတိများက drone နဲ့ဘုံတုံးလုံးကျဲချတိုက်ခတ်ရာကလင်းငယ်နောက်ဦးအပါအဝင်၃ဦးသေဆုံးပြီး၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သေဆုံးသူများမှာအသက်30အရွယ်မတ်ဖြူဝင်းအသက်၄နှစ်အရွယ်မတ်တိန်တိန်ဖြူနဲ့အသက်10နှစ်အရွယ်မတ်ငိမ့်ဤဆန်တို့၃ဦးဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ဒီကနေ့အော်တိုဘားလ12ရက်နေ့မနေ့2နာရီခန့်မှာလဲရွာမရွာမရှိတဲ့ပြည်သူပိုင်နေအိမ်များပေါ်ကိုလဲ drone နဲ့ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူများနေထိုင်ရာခြေရွာများကို drone နဲ့ဘုံကျဲနေတဲ့စစ်ကောင်စီတပ်ဟာအော်တိုဘားလ17ရက်နေ့ကကံဘလူ633 36တပ်ကအင်အား80နဲ့ထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီးတော့ငါတို့ရွာပြူစောတီအထိုင်စခန်းမှာစခန်းချနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းကအရင်လိုမျိုးစစ်ကြောင်းထိုးခြင်းများမလုပ်ပဲအနီးတစ်ဝိုက်မှာရှိတဲ့ပြည်သူ့ဝိုင်ပစ္စည်းများနဲ့ကျွဲနွားဝက်ကြက်များကိုခိုးယူရှာဖွေစားတော့ကအထိုင်စခန်းများကနေ drone နဲ့ပြည်သူများနေထိုင်တဲ့ခြေရွာများကို အကြောင်းမဲ့တက်တက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။သခိုင်းတိုင်ကမ့်ဘလူမျိုးနယ်မှာအခုလိုမျိုးအကြမ်းဖက်စစ်တပ်များက drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်စက်တမလာအတွင်းမှာအပြစ်မဲ့တဲ့ပြည်သူ6ဦးဘုံသီးထိမှန်တေဆုံးခဲ့တယ်လို့ကျွလတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ